ညာတိုင်းမိစာနေနေရဲ့အလုပ်ကိုလုပ်နေတဲ့စွမ်းအားဖြင့်ဆိုင်ကယ်စတန်တမှာအခုတစ်ခါတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့နိုင်မီကျော်ဇာတ်ကားလေးတကားဖြစ်တဲ့ Ghost Rider လို့အမည်ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။လူကြီးတစ်ယောက်ဟာ Ghost Rider လို့ခေါ်တဲ့တစီဆိုင်ကယ်သမားတစ်ယောက်ရဲ့ရာဇဝင်ကိုပြောပြနေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကြာက Carter Slade လို့ခေါ်တဲ့ Ghost Rider တူရှိခဲ့ပါတယ်။သူ့ကိုစံမှန်ကန်စာလို့ခေါ်တဲ့ရွာလေးမှာနတ်ဆိုးပေါင်းတထောင်ရဲ့ဝိညာဉ်တွေကိုချုပ်ကင်ထားနိုင်တဲ့စာချုပ်ကိုတွားပို့ခိုင်းခဲ့ပါတယ်။ဒါမဲ့ဒီစာချုပ်ဟာအရန်ကိုတန်ဖိုးကြီးလွန်လာမှု မက်ဖက်စတိုဆိုတဲ့သူကိုသူကမပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်ကာတာကအဲဒီစာချုပ်ကိုယူပြီးတော့ထွက်ပြေးပါတယ်။ဒီလိုနဲ့နှစ်ပေါင်း150ကြာမြင့်ပြီးတော့1986ခုနှစ်ကိုရောက်ရှိလိုလာခဲ့ပါပြီ။ဂျွန်နီဘလိစ်နဲ့သူ့ဖခင်ဖြစ်သူဘာရန်တို့ဟာစိုင်းကက်စတန်ပြသမားတွေဖြစ်အသက်မွေးနေခဲ့ကြပါတယ်။ပွဲပြောပြနေချိန်မှာသားဖြစ်သူဂျွန်နီကရီးစားဖြစ်သူရိုဆန်စီကိုပဲဆက်ရောက်နေတာကြောင့်ဖခင်ဖြစ်သူဘာရန်ကသားအပေါ်ကိုဒေါသထွက်နေခဲ့ပါတယ်။ဂျွန်နီရဲ့ဖေဘာရန်ဟာယောဂါတစ်ခုကိုခံစားနေခဲ့ရတာကြာမြင့်လာခဲ့ပါပြီ။ ဂျော်နီကစလိတ်တွေကိုလွန့်ပစ်ခဲ့ပေမဲ့လည်းဘာရင်ကတော့ချောင်းဆိုးနေသေးသည့်တိုင်အောင် ကောင်းမာစွာနဲ့ပဲတောင်မြဲတောင်းနေခဲ့ပါတယ်။တနေ့တော့ဂျူနီရဲ့ကော်မလီရိုဆန်းကဂျော်နီကိုကိစ္စတစ်ခု လာပြောပါတယ်။အဲ့ဒါကတော့သူမအိမ်ကသူမကိုအဝေးတနေရာမှာတွားနေခိုင်းတော့မယ်ဆိုတာပါပဲ။ဂျိုနီကကော်မလီနဲ့မခွဲနိုင်တာကြောင့်မိဘတွေမသိခင်မှာဝေးရကိုထွက်ပြေးကြရအောင်လို့ပြောပါရယ်။ရိုဆန်ကလည်းဂျိုနီနောက်ကိုလိုက်ဖို့သဘောတူခဲ့ပါရယ်။ဒါမဲ့ဘာရန်ယောဂါကပူပူဆိုးလာတဲ့အပြင်ဆေးစာရွက်ထဲမှာတော့ဘာရန်ဟာကင်ဆာယောဂါပြန့်နှံ့မှုကိုခံစားနေရပြီဖြစ်ကြောင်းဂျိုနီကသိလိုက်ရပါရယ်။ ။ဗာရင်ကတော့တားဖြစ်သူဂျုံဒီကိုမသိစေချင်လို့ဒီကိစ္စကိုဖုံးကွယ်ထားခဲ့တာပါ။ဒီချိန်မှာကောင်မလေးနဲ့ထွက်ပြေးဖို့ပြင်ဆင်နေပြီဖြစ်တဲ့ဂျုံဒီလည်းဘေးကျန်နေချက်ဖြစ်သွားခဲ့ပါပြီ။ကင်းစားခန်းစားနေရတဲ့ဖခင်ဖြစ်သူကိုလည်းမထားခင်နိုင်တာကြောင့်ဂျိုနီယာခက်တွေ့နေခဲ့ရပါပြီ။ဒီချိန်မှာပဲသူ့စီကိုမက်ဖစ်စတိုကရောက်လာခဲ့ပါတယ်။မက်ဖစ်စတိုကဂျိုနီကိုတခုကမ်းလှမ်းခဲ့ပါတယ်။အဲဒါကတော့ဂျိုနီရဲ့ဝိညာဉ်ကိုပေးမယ်ဆိုရင်ဗာရင်ရဲ့ကင်းစားယောဂါကိုပျောက်ကင်းအောင်ကုသပေးမယ်ဆိုရပါပဲ။ဂျိုနီကမက်ဖစ်စတိုပြောနေတာကိုမယုံပေမဲ့လည်းမက်ဖစ်စတိုပေးတဲ့စာချုပ်ကိုတည်တည်ချာချာကြည့်လိုက်ပါတယ်။ ဂျူနီယာသူ့လက်ကိုချင်းမိသွားတာမို့လို့သွေးထွက်သွားတဲ့အတွက်ဒါဟာစာချုပ်ကိုသဘောတူလိုက်ပြီးလို့တတ်မှတ်လိုက်ပြီးဖြစ်ကြောင်းမေဖစ်စတိုကပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲဂျူနီယာမိလဲကြာသွားပြီးတော့နောက်နေ့မနက်မှာအိယာပေါ်မှာနိုးထလာခဲ့ပါတယ်။သူနိုးလာချိန်မှာတော့သူ့ဖေပါရင်ဟာတကယ်ကိုယောဂဝေဒနာတွေအရှင်းပြောက်ကင်းသွားတဲ့လူငယ်တယောက်လိုလန်းဆန်းနေခဲ့ပါတယ်။ပြီးတော့သူမြဲလှုပ်ပြခြင်းခဲ့တဲ့ဟယ်လီကော်ပတာတွေပေါ်ကနေဆိုင်ကယ်ကိုကျော်ပြီးတော့ခုံပြတဲ့ပြက်ွက်ကိုလှုပ်ဖို့တော့စိတ်ကူးနေခဲ့ပါတယ်။ဒါမဲ့ဂျွန်နီကတော့အဖေဖြစ်သူလဲတက်တာသွားပြီမို့လို့သူ့ကောင်မလေးရိုဇန်နဲ့ထွက်ပြေးဖို့ပြင်ဆင်နေခဲ့ပါပြီ သူကသူ့ဘေကိုသူမိမခိုးသွားတော့မယ်လို့တိုင်ပင်တဲ့အခါမှာတော့ဘာရင်ကသဘောတူတဲ့အပြင်သူ့သဘောကြသောဆိုင်ကယ်ကိုတော်မှသားဖြစ်သူကိုပေးလိုက်ပါတယ်။ဒါနဲ့ဂျွန်နီလည်းကော်မလေးစီကိုသွားဖို့ထွက်လာချိန်မှာပဲသူ့ဘေစတန်ပြနေတဲ့ပြားဆိုင်ယုံတဲကနေအော်ဟစ်တန်ကြီးကြားလိုက်ရပါတယ်။သူလည်းထဲကိုပြေးဝင်သွားချိန်မှာတော့သူ့ဘေဘာရင်ဟာစတန်ပြရင်နဲ့လွဲချော်သွားပြီးတော့တည်ဆုံသွားခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့သူ့ဘေတည်ဆုံရတာဟာမေဖစ်စတိုရဲ့ပြောကလည်းမကင်းပါဘူး။ဒါကြောင့်ထိတ်လန့်သွားတဲ့ဂျွန်နီဟာစိတ်တိကြိုက်သွားခဲ့ရပြီး သူ့ဘကိုသူလည်းဖြစ်ကျင်အပြစ်ဆိုပြီးတော့ဆိုင်ကယ်ကိုဒရချမ်းပေါင်းကထွက်ပြေးသွားခဲ့ပါတယ်။ဒါမဲ့မေဖစ်တိုကတော့သူ့ကိုတားဆီးလိုက်ပြီးတော့ဂျွန်နီအနေနဲ့တေးလို့မရဘူးလို့သူကပြောလိုက်ပါတယ်။နောက်ပြီးတော့ဂျွန်နီသူ့ကိုအလိုရှိတဲ့အခါမှာပြန်လာခဲ့မယ်လို့လည်းသူကပြောလိုက်ပါတယ်။မေဖစ်တိုကဂျွန်နီကိုလက်နဲ့ထိလိုက်ကဂျွန်နီရဲ့ကိုလုံးထဲမှာမီးတွေထည့်ပေးလိုက်ပြီးတော့ချေရတဲ့လူတွေအားလုံးကိုပေးကင်းစေခြင်းအားလုံးကိုတန်ရုံးစင်ဖျက်လိုက်ဖို့မှာသွားခဲ့ပါတယ်။ဂျွန်နီလည်းဒီစကားကဘာကိုဆိုလိုမှန်းမသိတာကြောင့်စဉ်းစားရင်းနဲ့သူ့ကောင်မလေးရိုဆန်စီလာခဲ့ပါတယ်။ ဒါမဲ့ရိုဇန်ဘာအန်ရဲ့ဖြစ်မှာကြောက်တာကြောင့်ကော်မာလေးကိုမခေါ်တော့ဘဲနဲ့တယောက်တည်းပဲထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့20နှစ်ကြာပြီးတော့2009ခုနှစ်ကိုရောက်လာခဲ့ပါပြီ။ဂျွန်နီဟာလည်းရင်သက်ရှူမောစရာပြောက်ွက်တွေကိုပြသတဲ့စတန်သမားတယောက်ဖြစ်တဲ့နိုင်မီကြော်ကြားနေခဲ့ပါပြီ။သူကဘလောက်ပဲအန်ရဲ့ရှိတဲ့အနေထားတွေကနေလွဲကြော်မှုတွေဖြစ်ဖြစ်အမြဲတမ်းပြန်ထလာနိုင်ခဲ့ပါတယ်။ဒါမဲ့ဂျွန်နီယာစနက်နေလုံရင်းနဲ့ပဲမေဖက်စတိုနဲ့ချိုးလိုက်မိတဲ့စာချုပ်အကြောင်းကိုပဲမျိုးလုံးနဲ့မြင်မြင်နေခဲ့တာစိတ်တွေလည်းထွေပြားနေခဲ့တာပါ။ဂျွန်နီယာအင်တာဗျူးတွေကိုလည်းဘယ်တော့မှဖြေဆိုလေးမရှိတဲ့ရှားရှားပါးပါးနိုင်မီကြော်တယောက်ဖြစ်လာခဲ့ပါတယ်။ သူတငယ်ချင်းမက်ကဂျွန်နီပြုလုပ်မဲ့စတန်ကျန်းစားကြီးတွေအတွက်စိတ်ပူလို့တတိပေးနေခဲ့ပါတယ်။နောက်ပြီးတော့ဂျွန်နီကဘာသာရေးကိုလည်းကိုင်းဆိုင်လွန်ပြီးတော့တခါတလေမှာတွေးလွန်တတ်သူလည်းဖြစ်တာကြောင့်မက်ကတတိပေးနေခဲ့ရပါတယ်။ဂျွန်နီကတော့သူ့ကိုစိတ်မပူဖို့မက်ကိုပြောနေခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့မေဖက်စတိုရဲ့တားဖြစ်သူဘလက်ဟက်ကကဘာပေါ်ကိုရောက်လာခဲ့ပါတယ်။သူကဘာတစ်ခုတည်းကိုဝင်လာပြီးတော့အထက်ကလူတွေကိုတတ်ဖို့တာဆူနေခဲ့ပါတယ်။ဘားရဲကလူတွေအားလုံးတည်သွားချိန်မှာတော့ထူးဆန်းတဲ့ပုံစံနဲ့သူတွေပေါ်လာခဲ့ပါတယ်။သူတို့ကတော့နတ်ဆိုးတွေပါ ။ Grenzel လို့ခေါ်တဲ့သူကတော့ကဘာနဲ့ပတ်သက်တဲ့အစွမ်းမျိုးကိုပိုင်ဆိုင်ထားပါတယ်။ Abigo ကတော့လေပိုင်းဆိုင်ရာမှာပိုင်နိုင်တဲ့အစွမ်းရှိပါတယ်။ Welo ကတော့ရေချောင်းစွမ်းတွေရှိကြပါတယ်။ Black ကတော့သူတို့၃ယောက်ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့သူကစံမှန်ကန်စာစာချုပ်ကိုလိုချင်နေခဲ့တာပါ။ဒီစာချုပ်မှာနတ်ဆိုးပေါင်း၁၀၀၀ရဲ့အစွမ်းတွေပါဝင်တာမို့ဒီစာချုပ်ကိုရရင်သူဟာစွမ်းနေမြင့်တင်နိုင်မှာဖြစ်ပြီးတော့ကဘာကြီးတစ်ခုလုံးကိုလည်းအတိုင်းစာမရှိကိုအုပ်စိုးနိုင်မှာဖြစ်ပါတယ်။သူတို့ဘားတွေကထွက်လာချိန်မှာတော့ Mephisto ကလည်းပေါ်လာခဲ့ပါတယ်။ပြီးတော့တားဖြစ်သူ Blackhead ကိုလမ်းမရောက်နေပြီဖြစ်ကြောင်းနဲ့ ကဘာကြီးကိုအုပ်စိုးဖို့အချိန်မကျသေးကြောင်းသူကပြောလာခဲ့ပါတယ်။ Mavestro ဟာသူစွမ်းတွေကို Ghost Rider ကိုပေးခဲ့တာကြောင့် Black Hat ကိုနိုင်မဲ့သူက Ghost Rider တယောက်ပဲရှိခဲ့တာပါ။ဒါကြောင့်ပဲ Black Hat က Mavestro ကိုမကြောက်ဘဲနဲ့လူပွားဝနေတာဖြစ်ပါတယ်။ဒါပြင် Black Hat ကသူ့ဖေ Mavestro ကဒီစွမ်းတွေကိုတားဖြစ်သူကိုကြမပေးဘဲနဲ့တာမန်လူသားတယောက်ဖြစ်တဲ့ Johnny ကိုပေးလိုက်လို့ပို့ပြီးတော့မကြည်မနက်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။နောက်နေ့မှလည်း Johnny ဟာပွဲမစတင်ခင်မှာတရင်တောက်တွေကိုရှောင်ပြေးနေခဲ့ရပါတယ်။ဒါမဲ့သူရဲ့ငယ်ချေဦးရိုဆန်ကိုတွေးလိုက်ရတဲ့အချိန်မှာတော့ သူကရှားရှားပါပါအင်တာဗျူးပေးခဲ့ပါတယ်။ရိုဆန်ကသတင်းတော့ဖြစ်နေပြီးတော့ဂျွန်နီကိုလာဗျူးနေခဲ့တာပါ။ဂျွန်နီတယောက်ရိုဆန်မိတာကိုမပြေဘဲနဲ့ဒီနေ့တွေအတွင်းမှာဘယ်ရီသွားပြီးဘာရီလုံနေတယ်လဲလို့မေးနေခဲ့ပါတယ်။ရိုဆန်ကတော့ဂျွန်နီနေနဲ့ဒီလိုသက်စွန်ဆန်ပြအလုပ်တွေကိုလုပ်တာကိုအရင်တည်းကမကြိုက်သူမို့လို့အင်တာဗျူးတောင်ဆက်မပြူးတော့ဘဲနဲ့ထွက်သွားခဲ့လို့သတင်းဖွဲ့တွေတောင်စိတ်ညစ်သွားခဲ့ပါတယ်။ဂျွန်နီယာရိုဆန်ကိုတွေးလိုက်ရချိန်မှာတော့သူ့ဖေလှုပ်ချင်ခဲ့တဲ့ဟယ်လီကော်ပတာဘော်ကနေခုံကျင်နေတဲ့ပျောက်ကွက်ကိုပါတတိယသွားခဲ့ပြီးတော့အကောင့်ထဲပေါ်ပြခဲ့ပါတယ်။သူကအောင်မြင်စွာလုပ်ပြနိုင်ခဲ့ပြီးမှပဲ ရိုဇန်တို့သတင်းကားနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။ရိုဇန်နောက်ကိုမယမကလိုက်ပြီးတော့ညစာတူစားကြဖို့သူကချင်းဆိုခဲ့ပါတယ်။ညစာစားဖို့ချိန်ထားတဲ့နေ့ရောက်တဲ့အခါမှာတော့ရိုဇန်ကအရင်ကြိုရောက်ပြီးတော့ဂျွန်နီကိုစောင့်နေခဲ့ပါတယ်။ဂျွန်နီကတော့ကိစ္စရှိလို့နောက်ကျနေခဲ့ပါတယ်။ဂျွန်နီကသူခန်းမှာနေရင်းနဲ့ပဲသူ့လက်တွေဟာအနီရောင်တွေပြောင်းလာပြီးတော့ပူလာတာကိုသူကသတိထားမိနေခဲ့ပါတယ်။သူနားထဲမှာလည်းသူ့ကိုခေါနေတဲ့အံကိုကြားနေရလို့အပြင်ကိုထွက်လာတော့မေဖက်စတိုကြီးကိုသူကတွေးလိုက်ရပါတယ်။ မက်ဖက်စတိုကစာချုပ်ပါချက်လက်တိုင်းသူသားဖြစ်သူဘလက်ဟက်ကိုမဟုတ်တာတွေမလုပ်ဖို့တားဆီးပေးဖို့ဂျွန်နီကိုပြောပါတယ်ဂျွန်နီကတော့သူသားတွေမလုပ်ချင်ကြောင်းနဲ့ကောင်မလေးနဲ့ချိန်ထားလို့သွားတော်မယ်ဆိုကဆိုင်ကယ်ပေါ်တက်ခွာလိုက်ပါတယ်အဲဒီချိန်မှာပဲဆိုင်ကယ်ကနေစွမ်းနေကသူ့ကိုပြူစားသွားခဲ့ပြီးတော့မိရွေထားတော့လို့နီနီဖြစ်ကကြောက်စရာအရှင်ဟုန်နဲ့ဆိုင်ကယ်ကပြေးထွက်သွားခဲ့ပါတယ်သူသွားနေတဲ့လမ်းပေးပဲညာကအရာအားလုံးတိုင်းကလည်းမိရွေလောင်ကုန်ပါတယ်ဒီချိန်မှာစာချုပ်ကိုအရန်လိုချင်နေတဲ့ဘလက်တို့အဖွဲ့ဟာပူရာယုံကြီးတစ်ခုကိုရောက်လာခဲ့ပါပြီ ဒီနေရာဟာသုံးတန်တစ်ခုကိုဖြစ်ပြီးတော့ဆောက်လုပ်ထားတာမို့လို့ဒီနေရာမှာစာချုပ်ရှိရမယ်လို့သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ဘလက်တယောက်ကတော့စာချုပ်အကြောင်းကိုရုံပိုင်ကြီးကိုမေးပါတယ်။ရုံပိုင်ကြီးကလည်းစာချုပ်နဲ့ပတ်သက်တာသူဘာမှမသိကြောင်းပြောနေခြင်းနဲ့ဘလက်အသက်တာကိုသူကခံလိုက်ရပါတယ်။ဂျွန်နီကတော့စတိုကန်တစ်ခုတည်းကိုဆိုင်ကယ်နဲ့အတူရောက်လာခဲ့ပါပြီ။ပြီးတော့ဘာတွေဖြစ်နေမှန်းမသိချိန်မှာပဲသူ့တကိုယ်လုံးဟာမီးတွေလိုက်စားခံခဲ့ရပြီးတော့ Ghost Rider ဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။တကယ်တော့ Fire Rider လို့တော့အမည်ပေးရင်တော့ပို့ပြီးတော့လိုက်ဖက်မှာပါ။ သူ့ကိုဘလဟက်ကလက်ယုံတယောက်လှုပ်ပြီးတော့တိုက်ခိုက်ခိုင်းပေမဲ့လေဂျွန်နီကတော့သူ့ရဲ့ special ချင်းကျိုးနဲ့လမ်းပစ်ပြီးတော့တတ်ပစ်လိုက်နိုင်ခဲ့ပါတယ်။အဲနောက်ဂျွန်နီကသူ့ရဲ့ဆန်ကယ်ကိုအစွမ်းနေနဲ့ပူပြီးလမ်းနဲ့မော်ရီကိုပြောင်းပစ်လိုက်နိုင်ခဲ့ပါတယ်။ပြီးတော့လမ်းမှာဓမြတိုက်ခိုက်နေရတဲ့လူတယောက်ကိုတွေးလို့ဝင်ကယ်ဆယ်ရေးနဲ့သူ့မျက်လုံးတဲကိုဓမြကိုစိုက်ကြည့်ခိုင်းခဲ့ပါတယ်။သူ့မျက်လုံးထဲမှာတော့ဒီဓမြအတိတ်တုန်းကလုပ်ခဲ့တဲ့မကောင်းမှုတွေဒူးစရိုက်တွေကိုမြင်နိုင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဓမြလည်းသူ့ကိုမြင်ပြီးတိတ်ဆုံသွားခဲ့ရပါတယ်။သူဟာသူ့ဘေးရဲ့အုတ်ကိုစီကိုရောက်သွားချိန်မှာပဲ နေထွက်လာတာကြောင့်ငโกတာမန်ပုံစံပြန်ပြောင်းသွားခဲ့ပါတယ်။သူ့ဘေးရဲ့အုပ်ဂုဏ်နာမှာတော့ Ghost Rider Hound တယောက်ဖြစ်တဲ့ Carter Slade ရဲ့အုပ်ဂုဏ်လည်းရှိနေခဲ့ပါတယ်။ဒီမှာပဲသူ့ဘရာဇာကြီးတဦးကသတိမေ့လဲကြနေတဲ့ဂျွန်နီကိုခေါ်သွားခဲ့တယ်။သူ့ဘရာဇာကြီးကဦးကြောင်ကြောင်ဖြစ်နေတဲ့ဂျွန်နီကိုမင်းညားကဘာတွေဖြစ်ခဲ့လဲဆိုတာကိုပြန်ပြောပြခဲ့ပါတယ်။ပြီးတော့ဒီလိုဖြစ်မျိုးတွေလည်းထပ်ကြုံရအောင်မယ်လို့သူကပြောပြပါတယ်။သူ့ဘရာဇာကြီးကဂျွန်နီဟာ Ghost Rider တယောက်အနေနဲ့ဒီလိုမျိုးနေသားကြအောင်နေရမယ်လို့သူကပြောပြပါတယ်။ ီးတော့ဒူဘိုင်ယာဇာကြီးကဂျွန်နီကိုကူညီတောင်းလို့ဂျွန်နီလည်းလက်ခံခဲ့ပါတယ်ဒူဘိုင်ယာဇာကြီးကဇာကျုပ်ရှိတယ်ဆိုတဲ့ဆမ်မန်ဂါဇာမြို့အကြောင်းကိုဂျွန်နီကိုပြောပြနေပါတယ်အဲဒီမြို့မှာနေထိုင်တဲ့သူတွေဟာအချင်းချင်းလောဘတွေကြောင့်တက်ဖြတ်ကုန်ကြပြီးတော့တေကုန်ကြတာလို့သူကပြောပြပါတယ်ရိုဇန်ကတော့မင်းင်းကြားကဓမြတိုင်းမှုကနေ Ghost Rider ကကယ်လိုက်လို့လွတ်မြောက်လာတဲ့ကောင်မလေးကိုအင်တာဗျူးနေပါတယ်။ဒါမဲ့ကောင်မလေးကခေါင်းမှာမီးတောက်နေတဲ့ရိုးကောင်းတဲ့လူကြီးကသူမကိုကယ်တင်သွားတာဆိုတာကိုပြောပြပေမဲ့လည်းအားလုံးကမယုံကြည်ဘူးဖြစ်နေကြပါတယ်။အင်တာဗျူးပြီးသွားတဲ့နောက်မှာတော့ဂျူနီရောက်လာပြီး ဟိုနေ့ညကမရောက်လာနိုင်တဲ့အတွက်လာပြီးတောင်းပန်ပါတယ်။ရိုဇန်ကတော့ဂျွန်ဒီကသူမကိုရှစ်ခွဲတာနှစ်ကြိမ်တောင်ရှိသွားပြီဖြစ်တာကြောင့်ခွင့်မလွန်နိုင်ဘူးလို့သူကပြောလိုက်ပါတယ်။ရဲရီလည်းဓမြတည်ဆုံးသွားတဲ့ကိစ္စကိုစစ်ဆေးနေရင်းနဲ့ပဲဂျွန်ဒီရဲ့ဆိုင်ကယ်နံပါတ်ပြားကိုတွေးလိုက်ပါတယ်။ဂျွန်ဒီကတော့သူစိတ်ညစ်ရင်လှုပ်လေရှိတဲ့အချိန်ဖျားစာအုပ်တွေဖတ်နေရင်းနဲ့သူ့ဇွမ်းတွေကိုထိမ့်ချုပ်နိုင်မှုလေ့ကျင့်နေပါတယ်။ဒီချိန်မှာပဲရိုဇန်ကရောက်လာကဂျွန်နီကိုလာနှုတ်ဆက်ရင်းနဲ့အနမ်းလာပေးပါတယ်။ဂျွန်နီကတော့ရိုဇန်ကိုချစ်ပင်မဲ့လဲရိုဇန်မှာဒုက္ခရောက်မှာစိုးရာကြောင့်ရှေးဆက်မတိုးကြဖို့တားခဲ့ပါတယ်။ ဂျွန်နီတယောက်ရိုဇန်းကိုသူကြုံတွေ့နေရတဲ့ကိစ္စတွေကိုပြောပြပေးမယ်လေရိုဇန်းကမယုံကြည်ဘဲနဲ့သူမကိုကစားတာပဲလို့ထင်နေခဲ့ပါတယ်။အော်ဝူမန်နေများခင်ဗျာဘလို့ပြောပြောဘလို့မကိုမယုံခဲ့တာပါ။ရိုဇန်းထွက်သွားပြီးမကြခင်မှာပဲရဲတပ်ဖွဲ့ကဂျွန်နီရဲ့ဆိုင်ကယ်နံပါတ်ပြားကိုအကြောင်းပြပြီးတော့ဂျွန်နီကိုလာဖမ်းကအချုပ်ခန်းထဲကိုထည့်လိုက်ပါတယ်။အချုပ်ခန်းထဲရောက်တော့အထဲကလူမိုက်တွေကနယ်မြေကြီးစတန်သမားကြီးရောက်လာပြီးဟေးဆိုကပညာဝိုင်းပေးကြပါတယ်။အဲ့ဒီချိန်မှာပဲနေဝင်သွားပြီးတော့ညာဘက်ရောက်လာပြီးမို့လို့ဂျွန်နီယာ Ghost Rider ဖြစ်ကိုပြောင်းလဲသွားပါတော့တယ် ူရဲ့စွမ်းနေကြောင်းအပြစ်ကင်းတဲ့ကောင်လေးတယောက်ကလွဲပြီးတော့သူ့ကိုနိုင်ကျင်းမှုလုပ်နေတဲ့လူတွေအားလုံးလွင့်စင်ထွက်ကုန်ကြပါတယ်။ပြီးတာနဲ့ဂျူနီယာအင်ကြီးတွေဘာတွေလဲဝဲလိုက်ပြီးတော့ဆိုင်ကယ်ကိုရေထဲမှာပါဖြတ်မောင်းကာရဲတွေလက်ထဲကနေလွတ်အောင်ထွက်ပြေးသွားခဲ့ပါတယ်။ဘလက်ကတော့စာချုပ်ကိုလိုက်ရှာရင်းနဲ့ပဲဖုန်းတော်ကြီးကိုပါတပ်ပြစ်လိုက်ပါပြီ။ဒီချိန်မှာပဲသူတို့စီကို Ghost Rider လာနေပြီဆိုတာကိုဘလက်ကသိလိုက်ပါတယ်။ဒါကြောင့်ဂျူနီနဲ့ဖိုက်ဖို့အတွက်လေမိတ်စာဖြစ်တဲ့ Abigot ကိုလွှတ်လိုက်ပါတယ်။ အဘီကိုကတိုက်ပေါ်ကိုတပြေးသွားတာကြောင့်ဂျွန်နီကလည်းဆိုင်ကယ်ကိုတိုက်နိုင်ရန်ပေါ်ကနေမောင်းပြီးတော့လိုက်ပါတယ်။ဒါကိုဒီဘက်တိုက်ခန်းမှာနေနေတဲ့ရူဆန်းကတွေ့သွားတော့မှပဲဂျွန်နီပြောတာကိုယုံကြည်တယ်လို့လို့ဖြစ်လာပါတယ်။ဂျွန်နီကတော့သူ့ရဲ့ချင်းချိုးနဲ့အဘီကော့ကိုဖမ်းဖို့ကြိုးစားတယ်။ဒါမဲ့အဘီကော့ကလေသမားဖြစ်နေတာမို့ဖမ်းလို့မရခဲ့ပါဘူး။ဒါမဲ့လည်းအန်ဂျူကောင်းတဲ့ဂျွန်နီကအဘီကော့ကိုလေနဲ့မှု့ပြီးတော့အဘီကော့ကိုအားနဲ့တော့အောင်လှုပ်လိုက်ပြီးမှပဲမိမြိုက်ကနိုင်ယူလိုက်နိုင်ခဲ့ပါတယ်။ ဂျူနီယာရဲရီလက်ထဲကနေပြေးပြီးတော့ဒူဘိုင်ယာစာကြီးစီကိုတွားတွေ့ပါတယ်။ဒူဘိုင်ယာစာကဘလက်ဟာစာချုပ်ကိုရဖို့နဲ့ Ghost Rider ရဲ့စွမ်းနေကိုရဖို့အတွက်ဘာမစိုးလောက်မှာဖြစ်ပြီးတော့ကိုချီရတဲ့သူတွေကိုပါအသက်အန္တရာယ်ချင်းချောက်လာနိုင်ကြောင်းသူကပြောပြပါတယ်။ဒါနဲ့ဂျူနီလည်းရိုဆန်းကိုစိတ်ပူလို့ချက်ချင်းလိုက်သွားခဲ့ပါတယ်။ဒီချိန်မှာကော်မလီကတော့ဂျူနီရဲ့ချစ်ဆုံးတငယ်ချင်းဖြစ်သူမက်နဲ့တွားကဂျူနီကြောင့်စုံစမ်းနေခဲ့ပါတယ်။မကတော့ဂျူနီယာ Ghost Rider ဖြစ်နေတာကိုမသိသေးပါဘူးဒီချိန်မှာပဲ Black Hat ရောက်လာကသူ့ဘာရစာကြီးကိုထိုးကျိတ်ရိုက်နှက်ခဲ့ပါတယ် ပြီးတော့စာချုပ်ပင်မာလေးလို့သူကမေးပြန်ပါတယ်။သူကယာစာကြီးကလည်းစာချုပ်အကြောင်းသူမသိဘူးလို့ဖြေလိုက်ပါတယ်။ဒါနဲ့ Black ကဂျွန်နီနောက်ကိုလိုက်ဖို့လုပ်ရာကနေဂျွန်နီရဲ့ချစ်ဆုံးတငယ်ချင်းမက်ရှိယာကိုလိုက်သွားကမက်ကိုလည်းတတ်ပစ်လိုက်ပါတယ်။အဲဒီမှာရိုဇန်လည်းရှိနေတာကြောင့် Black ကရိုဇန်ကိုပါတစားကန်လှုပ်ပြီးတော့ဂျွန်နီကိုဖမ်းဖို့တတ်ဖို့လုပ်ပါတယ်။ဒီချိန်မှာပဲဂျွန်နီရောက်လာပြီးတော့ Black နဲ့နောင်ချိန်ချကြပါတယ်။ဂျွန်နီကသူ့မျက်လုံးလေးကို Black ကိုစိစိကြည့်ပြီးတော့ Black ရဲ့အတိတ်တွေကိုပြန်ဖော်ကြည့်ဖို့လုပ်နေပါတယ်။ဒါမဲ့ Black ကဝိညာဉ်မရှိသူမို့ဒီနီလန်ကအလုံးမဖြစ်ခဲ့ပါဘူး။ ဒီချိန်မှာဘလက်ဟက်ကခွင်ကောင်းယူပြီးတော့ဂျွန်နီကိုစော်လိုက်နိုင်ပါတယ်ပြီးတော့ကော်မာလီကိုဖမ်းသွားကကော်မာလီကိုပြန်လို့ချင်းစာချုပ်ကိုယူခဲ့ဖို့ဂျွန်နီကိုအညာကန်လိုက်ပါတယ်ဂျွန်နီလည်းသူ့ဘရာသာကြီးစီကိုပြန်သွားပြီးတော့စာချုပ်ရဲ့တင်းနီယာကိုမေးပါတယ်ဒီတော့မှသူ့ဘရာသာကြီးကသူ့ရဲ့ကော်ပြားထဲမှာထည့်သိမ်းထားတဲ့စာချုပ်ကိုဂျွန်နီကိုထုတ်ပေးလိုက်ပါတော့တယ်ဂျွန်နီယာဒီစာချုပ်ကိုလူတယောက်ကိုကယ်ဖို့လိုတာဖြစ်ပြီးတော့လောဘစောကြောင့်လိုချင်နေတာမဟုတ်တာကိုသူ့ဘရာသာကြီးကသိသွားလို့သူ့ရဲ့လျှဲဝှက်ချက်တစ်ခုကိုပြောပြဖို့ Ghost Rider ဟောင်းကြီး Carter Slade ရဲ့အုပ်ကိုရှိရာကိုခေါ်သွားခဲ့ပါတယ်။အဲဒီတော့မှ Ghost Rider ဟောင်း Carter Slade ဟာမသိသေးဘဲနဲ့သူ့ဘရသာကြီးက Carter Slade ဖြစ်နေတာကိုကျွန်တော်တို့လည်းမြင်တွေ့ခဲ့ရပါတယ်။ဒီလိုနဲ့သူ့ဘရသာကြီးတယောက်ဖြစ်တဲ့ Carter Slade ဟာသူ့ရဲ့အန့်ဖွဲ့မြင်းကြီးကိုစီးပြီးတော့ Ghost Rider နှစ်ယောက်ဟာစံမံကားစားရွာလေးကိုတွားကြပါတယ်။သူ့ဘရသာကြီးကဒီဒီချိန်ဟာသူ့ဘရဲ့ Ghost Rider ဖြစ်ပြောင်းလဲလို့ရတာနောက်ဆုံးဖြစ်တာမို့ Johnny ကိုရွာကိုလိုက်ပို့ပေးပြီးချိန်မှပဲပြန်သွားခဲ့ပါတယ်။ ဇမန်ကစားရွာလေးကိုရောက်နေပြီဖြစ်တဲ့အတွက်ဂျွန်နီလိုအပ်ရင်၃ရောက်အောင်လို့တနတ်တက်လက်ကိုလည်းပေးသွားခဲ့ပါတယ်။နောက်ဆုံးဖြစ်ဂျွန်နီကိုတတ်ဖို့စူးစမ်းလာတာကတော့ဂျေမိတ်စာပါ။သူကဂျွန်နီကိုရေအောက်ကိုဆွဲချပြီးတော့အဆုံးသတ်ပြစ်ဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့ဂျွန်နီကပိုပြီးစွမ်းအားပြင်းတာမို့ဂျေမိတ်စာလည်းတစားစီဖြစ်သွားရပြန်ပါတယ်။ဂျွန်နီကရိုဆန်းကိုကယ်ရမှာမို့စာချုပ်ကိုယူကဘလက်အစီကိုသွားတွေ့တယ်။ပြီးတော့စာချုပ်နဲ့ကော်မာလေးကိုလဲမလို့လုပ်ပြီးတော့ဂျွန်နီနဲ့ဘလက်ဟန်နဲ့သူတို့ပြန်ကိုယ်ပြန်တိုက်ခိုက်ကြပါတယ်။ ဒါမဲ့နေထွက်လာခြင်းကလည်းနီးလာပြီမို့ဂျူနီယာလူပုံစံဖြစ်ကိုပြန်ပြောင်းသွားပြီးတော့ black ကိုလုံးဝရှင်လို့မရတော့ပါဘူး black ဟာလည်းတထောင်သောမိစ္ဆာများရဲ့အစွမ်းတွေကိုစားကြုတ်သေးကနေစုပ်ယူလိုက်တာကြောင့်တားဆီးလို့မရတော့တဲ့အစွမ်းအားကြီးတဲ့မိစ္ဆာကြီးဖြစ်သွားခဲ့ပါတယ်ဒါမဲ့ဂျူနီကလက်မလျှော့သေးဘဲနဲ့ carter slate ပေးထားတဲ့တနတ်နဲ့ black ကိုပြစ်ပါတယ်ဒါမဲ့ဒီကြီးစံတွေဟာ black ကိုလုံးဝမတက်ရောက်တော့ပါဘူးဒါကြောင့် black ဟာဂျူနီကိုတတ်ဖို့လေဘင်းကိုညှစ်ထားလိုက်ပါတယ်ဒီချိန်မှာပဲရူဆန်းကအကြနေတဲ့တနတ်ကိုကောက်လိုက်ပြီးတော့ black ရဲ့ကောင်းတက်တဲ့ကိုပြစ်ထည့်လိုက်ပါတယ် ဘလက်အလဲခေါင်းကိုထိတော့လွှင့်ထွက်သွားခဲ့ပါတယ်ဒီချိန်မှာပဲဘလက်ဟတ်ကတရားကနေပြန်ရှင်သန်လာခဲ့ပါတယ်ဂျော်နီကသူ့တနက်ကိုဘလက်ကိုပြစ်ဖို့ထိုးချိန်လိုက်တာမှာတနက်ကရိတ်သေးကိုကြာနေတဲ့အတွက် Ghost Rider အစွမ်းကိုတနက်ကရနေခဲ့တာဖြစ်ပါတယ်ဒီတော့မှဂျော်နီကသူဟာနေအောင်ကြောင့်အစွမ်းနေပျောက်ကွယ်သွားပေမဲ့လေအရေးထဲမှာဆိုရင်တော့သူဟာ Ghost Rider ဖြစ်နိုင်တယ်ဆိုတာကိုသူကသိသွားခဲ့ပါတယ်ဒါကြောင့်သူ့ကိုယ်သူတကောလုံး Ghost Rider ဖြစ်ပြောင်းလဲက Black ကိုရင်ဆိုင်ပါတယ်။သူကသူ့ရဲ့မျိုးလုံးထဲကို Black နဲ့အကြည့်ချင်းစုံပြီးတော့ဝိညာဉ်နှုတ်ဖို့လုပ်ပါတယ်။ ဒီကမှာတော့တထောင်သောဝိညာဉ်တွေကဘလက်ဟက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေပြီမို့လို့ဝိညာဉ်နှုတ်လို့ရသွားခဲ့ပါပြီ။ဒီတော့မှပဲဘလက်ဟက်ဟာလည်းတည်ဆုံသွားခဲ့ရပါတယ်။ဒီချိန်မှာပဲမေဖစ်စတိုလည်းရောက်လာကစာချုပ်ပါချက်လက်တိုင်းတာဝန်ကိုခြေဝင်ခဲ့တဲ့ဂျွန်နီကိုချီးကျူးခဲ့ပါတယ်။ပြီးတော့ Ghost Rider စမ်းတွေကိုပြန်ပေးတော့ဖို့တောင်းခံခဲ့ပါတယ်။ဒါမဲ့ဂျွန်နီကတော့ဒီစွမ်းတွေကိုမတမာသူတွေလက်ထဲကိုမရောက်သွားစေချင်တာကြောင့်ပြန်ပေးဖို့ညှင်းဆိုလိုက်ပါတယ်။ဒီလိုသာဆိုရင်တော့ဂျွန်နီအနေနဲ့တာမန်ဘွားကိုရနိုင်တော့မှာမဟုတ်ပေမဲ့လည်းဂျွန်နီကအားနည်းတဲ့သူတွေကိုကူညီဆောင်ရှောက်ချင်တာကြောင့် ဒီစွမ်းတွေကိုသူပဲယူထားလိုက်မယ်လို့မေဖက်စတိုကိုကြောင်းပြန်လိုက်ပါတယ်။ဒါကြောင့်မေဖက်စတိုလည်းသဘောတူပြီးတော့ပြန်သွားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ဂျိုနီဟာကော်မာလေးဖြစ်သူရိုဆန်းကိုနောက်ဆုံးချိန်ပြည့်အဝနိုင်ဆိုင်ကလူတွေကိုကယ်တင်ဖို့အတွက်ဆိုင်ကယ်ကြီးကိုမောင်းထွက်သွားခဲ့ပါတော့တယ်။ဒီမှာပဲကျွန်တော်တို့နှစ်သက်ကြတဲ့ Ghost Rider ဇာကားဟာလည်းပြီးဆုံးသွားခဲ့ပါတယ်။ဇုံးနီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။